အားလုံးပဲမင်္ဂလာပါရှင်။ Tools Living Head Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့လူကြီးလူငယ်မရွေးစိုင်းနေတတ်ကြတဲ့ကြာဆန်ချက်ပူပူလေးကိုလွယ်လွယ်ကူကူလေးချက်ပြပေးမှာဖြစ်ပါတယ်။ကြာဆန်ချက်လေးချက်စားဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့ ဂျုံကြဆန်းအနေငယ်ကိုရှိတနားရီလောက်စိန်ထားပါမယ်။ပြီးရခါမှာတော့ဒီတွနေရွယ်မှုပဲလိတူနဲ့တခြားသောစက်သားအဲစက်သွန်ဖြူစက်သွန်နီဂျင်းလေးတို့ကိုအစင်သေးပြင်ထားပါမယ်။ သူကတော့ကြာစက်ချက်ကလေးကိုချဲ့ရိုးပြုတ်ရင်တဲ့ချက်မှာဖြစ်ပါတယ်။ဒါအတွက်ချဲ့ရင်မုံတချမ်းနဲ့ဒီကြံတဲ့ဒီအယိုးလေးတွေကိုရောပြီးတော့ပြုတ်ထားတာဖြစ်ပါတယ်။အဲချက်အသားဘက်ကိုတော့ဆဲထားပြီးတော့ဒီကြံတဲ့အယိုးတွေကိုညကလေးကနေပြီးတော့2နာရီ3နာရီလောက်ကြာအောင်အချိုဓာတ်တွေရအောင်လို့အဲပြုတ်ထားတာဖြစ်ပါတယ်။ ခုနကျက်ပြုတ်ရည်လေးကိုအဲဒီကျက်သားပတ်ကလေးတွေစီးတက်ပြီးတော့ထည့်มาဖြစ်ပါတယ်ပထမဦးဆုံးကျက်သွန်ဖြူကိုထည့်ပြီးတော့စီးတက်ပါမယ်ကျက်သွန်ဖြူလေးရဲပြီးတော့မွေးလာတဲ့အခါမှာဂျင်းလေးကိုထည့်ပြီးတော့စီတတ်ပါမယ်။ စက်သွန်ဖြူနဲ့ကျင်းစီတက်ကလေးအဲရဲပြီးတော့မွေးလာပြီဆိုရင်အဲခုနပြုတ်ထားတဲ့စက်သားဘက်ကလေးတွေကိုမှွာပြီးတော့ထည့်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ငရုတ်သီးအယောင်တင်မုံလက်ဖက်စားစွန်းတစွန်းလေးပါထည့်ပြီးတော့စီသက်ပါမယ်။ကြာစံချက်ပေါ်မှာစီရီအများကြီးဝေ့နေတာကိုမကြိုက်တဲ့အတွက်ကြောင့်မို့လို့အဲသူကတော့စီနေနေကိုပဲသုံးထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့စီချက်ကလေးကတော့နည်းနည်းအဲ၆၆ကလေးဖြစ်နေပါလိမ့်မယ်။ ဒီစက်သားစီသက်ထဲကိုငံပြရည်အဲထမင်းစားစွန်းနဲ့နှစွန်းလောက်လေးထည့်ပြီးတော့လဲစီခတ်လိုက်ပါတယ်အဲချက်ပြုတ်ရေးပွပွဲစုရဲကိုတခြားသောပါဝင်ပစ္စည်းတွေဖြစ်တဲ့ဒီချက်သွန်နီဦးကြီးဒီကျွဲ့နေရွက်မှုအဲတခြားသောပဲပြားပဲလိစတာတွေကို အရင်ဆုံးထည့်ပါမယ်ပြီးရခါမှာတော့ခုနစီတက်ထားတဲ့ဒီချက်ကားစီတက်ကိုထည့်လိုက်မှာဖြစ်ပါတယ် ဒီဟင်းရည်လေးကိုပပွက်ဆူအောင်တည့်ပြီးတဲ့ခါမှာတော့အရာသာစတင်ထဲမှာဖြစ်ပါတယ်။ပော့ငံအရာသာအတွက်စားလက်ဖက်စားစွန်းတစွန်းအသားမုံလက်ဖက်စားစွန်းတစွန်းကိုငံပြရေးဟင်းခက်စွန်းနဲ့တစွန်းထည့်ပြီးတော့မွေလိုက်ပါမယ်။ပြည့်ရခါမှာတော့ခုနရေစိမ်ထားတဲ့ဂျုံကြဆန်ဘက်ကလေးတွေကိုထည့်လိုက်ပါမယ်။ အဲပါဝင်ပစ္စည်းတွေနဲ့ကြာစံပတ်ကလေးတွေနူးသွားတဲ့အထည်တည်ပြီးရခါမှာတော့ဟင်းရည်လေးကိုမရုပ်ကောင်းလေးခတ်ပါမယ်ပေါ်ငယ်အရသာအနီရောဖြစ်ပြီးဆိုလို့ရှိရင်အရန်ကိုမှ အရသာရှိတဲ့ကြာစံချက်မှုမှုလေးကိုရရှိပြီးဖြစ်ပါတယ် ဒီကြာစံချက်ထဲမှာပါတဲ့ကြာစံလေးတွေက အချိန်ကြာလာတာနဲ့အများ ပွာလာတတ်တာမို့အချက်ချင်းမစားပြစ်သေးဘူးဆိုလို့ရှိရင်ဒီကြာစံဘက်ကလေးတွေကိုတတ်တတ်ဖယ်ထားတာကပို့ပြီးတော့အဆင်ပြေပါတယ်အခုဆိုရင်တော့ဒီကြက်ရိုးပြုတ်ကရရတဲ့အချိုတက်ကလေးနဲ့ဒီကြာစံချက်မှုမှုလေးကို အာဟာရပြည့်ဝစွာပဲသုံးဆောင်နိုင်ပြီဖြစ်ပါတယ် ကြာဆန်ချက်ကလေးကဒီချက်တော်နီအဲနနမင်းလေးထည့်ပြီးတော့စားတာကအရသာရှိပါတယ်။ချင်းငန်းဆက်အနေနဲ့ကတော့ငေုပ်သီးမုံလေးထည့်ပြီးတော့တံမြာရေးနှိပ်ပြီးတော့စားသုံးလို့ရပါတယ်။ငုံဦးပြုတ်အစင်သင်မရှိတာမို့ချက်ဥပြုတ်ကလေးနဲ့ပဲတွက်ဖက်ပြီးတော့သုံးဆောင်လိုက်ပါတယ်။ရွှေမိုးဆောင်ရာတီဥဒုသုံးပါလုံးနဲ့ကိုင်းညီတယ်။ ဒီကြာစံချက်ပူပူမွေ့မွေ့လေးကိုလိုက်လှူစားကြည့်ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်သူရဲ့ channel လေးကိုလည်း like and subscribe button လေးနှိပ်ပြီးတော့အားပေးကြပါအောင်ရှင်